စစ်ကောင်းဆောင်နဲ့တရုတ်သမ္မတရရုရှားရောက်ချင်းမော်စကိုကိုယူကရိန်းထပ်မံတိုက်ခိုက်အားလုံးမင်္ဂလာပါခင်ဗျာ Let's talk the news channel ကနေကြိုဆိုပါရစေစစ်ကောင်းဆောင်မရောက်နိုင်ဟာအာနာသိမ့်ပြီးနောက်၅ချိန်မြောက်ရုရှားခီးစဉ်ကိုမနေ့မေလ9ရက်မနက်ပိုင်းကစတင်ခဲ့ပြီးညနေပိုင်းမှာရောက်ရှိခဲ့ပါတယ်သူမြောက်ခင်ကလေးကယူကရိန်းကလုံခြုံရေးတာဝန်မယူဘူးလို့ပြောထားတဲ့အချိန်ရုရှားမျိုးတော်မော်စကိုကိုပြီးခဲ့တဲ့မေလ၄ရက်နဲ့၅ရက်နှစ်ညဆက်တိုက် drone နဲ့တိုက်ခိုက်ခဲ့ပါတယ်။အရမျက်နှာအဆောင်ကနေယူကရိန်းတို့ drone အဆင့်တရာကျော်နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းတိုက်ခိုက်မှုတွေကမေလ၄ရက်နေ့မှာဒရုန်း26စင်းနဲ့နောက်တစ်နေ့မှာဒရုန်း19စင်းနဲ့မနေ့ကိုပြစ်ချနိုင်ခဲ့ပြီးလူထိခိုက်မှုနဲ့အဆောက်အုံထိခိုက်မှုတစုံတရာမရှိဘူးလို့ရုရှားဘက်က ပြောထားပါတယ်။ရုရှားဘက်ကလည်းတံပြန်ပြီးဒရုန်း136စင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ယူကရိန်းဘက်ကပြောထားပါတယ်။ဒါကြောင့်ရုရှားလေကြောင်းခီးစဉ်12ခုတက်မနေ့ရွှေ့ဆိုင်းခဲ့ရပါတယ်။အနေကစစ်ကောင်းဆောင်ဇနီးမောင်နှံနဲ့စစ်ကောင်စီထိတန်းရရှိတွေရုရှားနိုင်ငံစီရောက်ရှိလာခြင်းမှာလည်း ယူကရိန်းကမော်စကိုကိုဥတီတဲ့တိုက်ခတ်မှုတွေပြုလုပ်ခဲ့သလိုရုရှားကလည်းတံပြန်တိုက်ခတ်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ဒါမော်စကိုမှာရုရှားရဲ့ဒုတိယကမ္ဘာစစ်အဆုံးသတ်မှု280ပြည့်အောင်ပွဲအခမ်းအနားကျင်းပဖို့ရှိနေခြင်းနဲ့ချိန်သာကတိုက်ခတ်မှုတွေဖြစ်ပါတယ်။ယူကရိန်းဟာမေလ၄ရက်ကနေ9ရက်နေ့ထိ၄ရက်အတွင်း၃ချိန်အထိရုရှားမြို့တော်ကိုတိုက်ခတ်ခဲ့ပါတယ်။တတိယအကြိမ်ယူကရိန်းရဲ့တိုက်ခတ်မှုကြောင့်ရုရှားနိုင်ငံကလေကြောင်းခရီးစဉ်240ကျော်ဖျက်သိမ်းရွှေ့ဆိုင်းလိုက်ရတယ်လို့နိုင်ငံတကာသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ မနေ့မနက်အစောပိုင်းတိုက်ခတ်မှုတွေကယူကရိန်းရဲ့ drone ကိုးစင်းကိုတားဆီးနိုင်ခဲ့တဲ့အပြင်ညနေပိုင်းတိုက်ခတ်မှုအတွင် drone 15စင်းကိုခြေမုံးခဲ့တယ်လို့ရုရှားကသိရပါဗျ။ယူကရိန်းရဲ့ဒီတိုက်ခိုက်မှုတွေဟာမနက်ဖြန်မေလ9ရက်တောက်ကြနေမှာကျင်းပဖို့ပြင်ဆင်နေတဲ့ရုရှားရဲ့280ပြည့်ယင်မီနီခြေတက်ပွဲကိုနောက်ဆက်လိုတာကြောင့်ဖြစ်နိုင်တယ်လို့တုံ့သက်ပြောဆိုနေကြပါရယ်။ လက်ရှိဒုတိယကမ္ဘာစစ်အောင်ပွဲခန်းနာကိုတက်ရောက်ဖို့စစ်ကောင်းဆောင်မရောက်နိုင်တဲ့အပေါင်းပါတွေရောက်နေကြပြီဖြစ်သလိုတရုတ်သမ္မတရှီဂျင်ပင်နဲ့အတူရုရှားကဖိတ်ထားတဲ့နိုင်ငံကောင်းဆောင်29ဦးရောက်ရှိနေကြပြီဖြစ်ပါတယ်စကောင်းဆောင်မယောင်းလိုင်းဟာအဲ့ဒီအခမ်းအနားအပြင်ဆက်ဆက်အခမ်းအနားတွေကိုတက်ရောက်မှာဖြစ်တယ်လို့ပွဲတက်လာသူတွေနဲ့တီးကြားတွေ့ဆုံမှုရှိနေတယ်လို့စစ်ကောင်စီဘက်ကပြောပါတယ်။ဒါအပြင်စကောင်းဆောင်ဟာတရုတ်သမ္မတရှီဂျင်ပင်နဲ့လည်းရုရှားမှာတီးတန့်တွေ့ဆုံမှုရအောင်ကြိုးပမ်းမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ စကောင်းဆောင်ဇနီးဒေါ်ချူချူလက်ကတော့ရုရှားနိုင်ငံ Federal Council လွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Mabian ကိုနဲ့မြို့သမီးစီဝါရေးမဟာမိတ်အဖွဲ့ Bryce ရဲ့ရုရှားနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Miss Anna Nasty Prova တို့နဲ့တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ပါတယ်ရုရှားရဲ့ဒုတိယကမ္ဘာစစ်ရဆိုင်မှုအောင်ပွဲ280ပြည့်အခမ်းအနားကိုတက်ရောက်လာတဲ့မင်းအွန်လိုင်းကို ကချော့ကချွတ်ကြိုဆိုခဲ့တာတွေ့ရပေမဲ့စစ်ကောင်စီဩဇာကံတွေဘက်ကတော့နိုင်ငံတော်အဆင့်ကြိုဆိုတယ်ဆိုပြီးကြောဝါပြောဆိုနေကြပါတယ် ဒေဝဒမနာရှိချင်းမျိုးကိုတော့နိုင်ငံတော်အဆင့်61အပါဝင်ရုရှားရဲ့ဂွန်ယူတပ်ဖွဲ့ကအခမ်းအနားနဲ့ကျူဆူခဲ့တာတွေ့ရပါတယ်။ရှိချင်းပြန်ဟာဒေဝဒမနာအနေနဲ့ရုရှားနိုင်ငံစီစစ်တပ်ကြီးမြောက်လာရောက်တာဖြစ်ပါတယ်။သူမရောက်ခင်3နာရီလောက်အလိုမှာယူကရိန်းရဲ့တိုက်ခတ်မှုတွေကြောင့်မော်စကိုမှာရှိတဲ့အဓိကလေဆေးတစ်ခုရဲ့ဝန်ဆောင်မှုတွေကိုရပ်ဆိုင်းခဲ့ရတယ်လို့နိုင်ငံတကာသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ AD News ကထပ်တည်ရတဲ့သတင်းတွေအရယူကရိန်းရဲ့တိုက်ခတ်မှုတွေကြောင့်ရုရှားလေကြောင်းကြီးတဲ့6000လောက်လေဆေးတွေမှာတောင်းတနေပြီး မော်စကိုဘာဝင် မြို့ပေါင်းများစွာကလေကြောင်းခရီးစဉ်350လောက်ဖျက်သိမ်းရွှေ့ဆိုင်းခဲ့ရတယ်လို့ BBC သတင်းရသိရပါတယ်။လွန်ခဲ့တဲ့24နှစ်အတွင်းယူကရိန်းကတိုက်ခိုက်ခဲ့တဲ့ drone 924စင်းကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ရုရှားစစ်တပ်ဘက်ကထုတ်ပြောထားပါတယ်။ယူကရိန်းဘက်မှာတော့ရုရှားရဲ့တံပြန် drone အပြင်ဒုံးကျည်တွေနဲ့ပါတိုက်ခတ်မှုကြောင့်မြို့တော်ခီယမအရက်သား2ဦးတေဆုံးခဲ့ရပြီးလူတချို့ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ မော်စကိုဆိုရဘက်ကအရင်ပြည်နီခြစ်တက်ပွဲကြောင်းမေ9ရက်ဗုဒ္ဓနေ့ကစတင်ပြီး3ရက်အပြည့်ရတယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာသတင်းလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးမြင်းစိုးမင်းညစ်ပေးတဘာဝပေးစစ်ပေးတို့ကနေအမြန်ဆုံးကင်းလွန်နိုင်ကြပါစေကျွန်တော်တို့ channel လေးကိုလည်း subscribe လေးလုပ်ပြီး like and share လေးလုပ်ထားပေးကြဖို့မြတ်တရက်ခံပါတယ်ကျွန်တော်ကိုဟိမှာ